ရွှေခရူးဥရီကမြန်မာနိုင်ငံတနိုင်ငံလုံးကိုထမင်းငတ်အောင်လုပ်နေပြီခံမှန်းချက်တွေအရဆိုရင်လာမယ့်ဆယ်နှစ်အတွင်းမှာသာဒီရွှေခရူးဥရီကိုအပြည့်ပြည့်တိုက်မထုတ်နိုင်လို့ရှိရင်မြန်မာနိုင်ငံလုံးထမင်းငတ်ရပါလိမ့်မယ်ထမင်းငတ်မယ်ဆိုတာမျိုးကစီးပွားပြတ်ပြီးတော့ပတ်စံတွေပြန်ဝေကြီးတွေမွေးတေကုန်ကြလို့ကောက်ကောက်ဆရာမရှိဖြစ်မယ်လို့ပြောတာမဟုတ်ပါဘူးစားစရာထမင်းမရှိတော့ဘဲနဲ့ထမင်းငတ်မယ်လို့ဆိုလိုချင်တာပါဒါကတော့ Golden Apple Snake လို့ခေါ်ပါတယ်သူကမြန်မာလိုဆိုရင်ရွှေခရူးလို့လည်းခေါ်သလိုရွှေပန်းသီးခရူးလို့လည်းခေါ်ပါတယ် အဒီခယူတွေကမြန်မာတနိုင်ငံတဲကိုပဲဒုက္ခပေးနေတာတော့မဟုတ်ပါဘူးတကဘာလုံးကိုပါဒုက္ခပေးနေကြကြောင်းနိုင်ငံသားမှဆိုရင်အဒီလိုမျိုးရွှေခယူကဥထားတဲ့ဥအပြုတ်လိုက်တွေကိုမြင်ပြီးဆိုတာနဲ့ချက်ချင်းပဲဖိချေဖြက်စီးပစ်ဖို့အတွက်ဥပဒေတော်မှထုတ်ထားရတဲ့အထီးပါပဲသူတို့နိုင်ငံမှာဆိုရင်လည်းအဒီရွှေခယူဥရိယာပျက်စီးဆုံးရှုံးမှုအများကြီးကိုဖြစ်စေတာကြောင့်မလို့အမြင့်ပြတ်တိုက်ထုတ်နေကြပါပြီတကယ်တမ်းကျတော့ခယူလေးတွေဟာပတ်ဝန်းကျင်ကိုတိတ်ပြီးတော့ဒုက္ခပေးတဲ့အကောင်တွေမဟုတ်ကြပါဘူး သူတို့ဟာသူတို့အေးအေးဆေးဆေးနဲ့ဟိုသွားဒီသွားလျှောက်သွားရင်ပုံမှန်အင်ဆက်ကလေးတွေအကောင်သေးသေးလေးတွေကိုပဲစားသုံးတတ်ကြတာပါတချို့ဆိုရင်ခရုတွေကိုသုံးပြီးတော့မျက်နှာပေါ်တင်ကသူတို့ရဲ့ခန္ဓာကိုယ်ထဲကထွက်လာတဲ့အချီအချွဲတွေကိုပေါင်းတင်တာမျိုးတောင်မှလောက်ကြပါသေးတယ်ကိုရီးယားနိုင်ငံမှာအမြဲတမ်းလိုလိုအသုံးပြုနေတဲ့ beauty method တစ်ခုပါအဒီလိုမျိုးရေရွခိယူတွေကတော့လူသားတွေအတွက်ဘာအနေအမှမရှိဘူးဆိုပေမဲ့ရွှေခိယူတွေကတော့လူတွေအတွက်ကမ္ဘာရန်သူကြီးပါပဲ ကြည်ရတာသားရေယိုတင်းတဲ့အကောင်လေးတွေလို့ထင်ရပေမယ့်သူတို့ဥချလိုက်တဲ့ဥတွေကလူတွေကိုထမင်းငတ်အစာငတ်အောင်လို့လုပ်နေတာပါ။ဘာလို့လဲဆိုရင်တော့အကြောင်းပြချက်ကတော့ရိုးရှင်ပါတယ်။ရွှေခရူးအမားတကောင်ဟာဆိုရင်တစ်ချိန်တစ်ချိန်မှာဥပေါင်းထောင်နဲ့တောင်းနဲ့ကြည်ပြီးတော့ကိုဥချနိုင်ပါတယ်။ဒါကြောင့်မို့လို့ပဲအခုလိုမျိုးခရူးဥအစုလိုက်ကြီးတွေကနည်းနည်းနော်နော်မဟုတ်ပဲနဲ့အပြုတ်လိုက်အသိလိုက်ကိုဖြစ်နေရတာပါပဲ။တစ်ချိန်တစ်ချိန်မှာဥတွေဥချတာဟာဆိုရင်တစ်စက္ကန့်မှာ၁၀ဥဥတရာမကမြန်ဆန်စွာနဲ့ဥနိုင်ပြီးတော့တကယ်ကိုဖော်ကင်ကောင်းကျဲလုံးနဲ့ရွှေခရူးရှုခွေတွေပါပဲ။ ြစ်တနာကတော့အဲ့ဒီဥရီကနေတစ်ချိန်တစ်ချိန်အကောင်ပေါက်မယ်ဆိုရင်ခယူပေါင်းထောင်နဲ့တောင်းနဲ့ချီထွက်ချလာမှာပါအဲ့ဒီခယူပေါက်တွေကရောက်လီရာရာလျှောက်သွားပြီးတော့စဘာကင်းတွေဂျုံငင်းတွေထဲမှာရှိသမျှအနှံတွေအစိတွေအလုံးကိုစားသုံးကအပင်တွေကိုလည်းပိုးချအောင်လို့ဖျက်ဆီးပစ်လိုက်ကြတာကြောင့်တကယ်ပဲရွှေခယူရံကကြီးမားလွန်းတယ်လို့ပြောရမှာပါသူတို့ကစတင်ပေါက်လာတဲ့အချိန်မှာအကောင်တေးသေးလေးတွေဆွပေးမယ်လဲစဘာကင်းဂျုံကင်းပြောင်းကင်းဘလို့အခင်းမဲ့ဖြစ်ပါစေပျော်စိတ်တကောင်ဘလောက်ပဲတေးသေးနာကျင်အစိတ်ပြင်းအောင်လို့ကြိုက်နိုင်တယ်လို့မျိုးပဲသူတို့ကလည်းဇွဲရှိရှိနဲ့ကိုဖြည့်ဆည်းပြနိုင်ကြတာပါ ။ဒါကြောင့်မလို့အဒီဥတွေကိုမြင်တဲ့နေရာမှာဖြည့်ဆည်းပြကြဖို့အတွက်အလုံးကစူးစမ်းနေကြတာပါပဲ။အဒီလိုမှမဖြစ်လိုက်လို့ QU တပြုတ်အကောင့်တစ်ခါပေါက်ပြီဆိုရင်အနီးနားမှာရှိတဲ့အပင်တွေကတော့အသားလေးမျိုးတုံးပြီးတော့ကုန်ခန်းသွားနိုင်ပါတယ်။ ARA အတိုင်းပါမှာရွှေခရူးကြောင်းမလုံးစဘာအထွတ်နှုံးနေတိတိတသာကြဆင်းလာတာကိုသတင်းစာတွေဂျာနယ်တွေမဂဇင်းတွေမှာတော့မှထည့်သွင်းပြီးတော့မှအရေးတကြီးနဲ့ဖော်ပြနေရတဲ့အထီးပါဒါကြောင့်မလုံးတောင်သူဦးကြီးတွေနဲ့တကွာစိုက်ပျိုးသူတွေအမုန်းဆုံးအကြောက်ဆုံးအယွန်းဆုံးကတော့ရွှေခရူးဥတွေပါပဲပြည်သက်တို့ရောဒါတွေကိုအနီးအနားမှာမြင်မှုကြလာနော် တချို့ကတွေးဘူးမြင်မှုကြပေမဲ့လည်းခရီးဥမာမတိတဲ့အဖွဲနဲ့ကရင်ထီရင်အစိတ်ဖြစ်မလားတွေးပြီးကြောက်တဲ့အဖွဲဆိုပြီးတော့နှစ်ဖွဲ့ကွဲနေကြပါသေးတယ်။ဒါကြောင့်မလို့ခရီးအကြောင်းကိုတီးပြီးပြီဆိုရင်တော့အခုအချိန်ကစလုံးအဲ့ဒီရွှေခရီးဥတွေကိုမြင်ပြီးဆိုရင်တုံဆိုင်မနေဘဲနဲ့ဖြည့်ဆည်းပြကြဖို့အတွက်တတိပေးလိုက်ရပါတယ်နော်။